်နာတူမြင်ရတယ်မကောင်းတာတွေကြရတယ်မကောင်းတဲ့အနတ်တွေကိုရတယ်မကောင်းတာတွေကိုစရတယ်စဉ်းစားရရနေရတယ်အကုသိုလ်ကျိုးပြတဲ့အချိန်ကမှာအဲ့ဒီအချိန်ကမှာယောနိတော်မနတိကာရဆိုတဲ့စိတ်ချမ်းသာအောင် နေတတ်တယ်ဆိုတာဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ကနေတတ်တာအေးကိုမကောင်းတာနဲ့တွေ့ကြုံရပြီဆိုရင်လောကနယ်ပယ်မှာပြုလုပ်သူမရှိ ြုတ်လုံမှုတာရှိတယ်ကိုကိုမစိတ်ဆင်းရအောင်ကိုကိုဒုက္ခရအောင်နဲ့မြေသူတဦးတယောက်ကမှမပြုတ်လုံနိုင်ပါဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားကိုယ်တိုင်ပင်လင်းမကောင်းတဲ့အကျိုးပြောဖြစ်တဲ့အကုသလဝိပ္ပဆိုတဲ့ what does မြောက်တောင်ခံရသေးတယ်ဂက်စကုတ်တောင်ကဒေဝဒကြီးကကြောင်မောင်ဆင်းပြီးတော့ လှိမ့်ကြလိုက်တဲ့အချိန်ကမှမြတ်စွာဘုရားရဲ့ခြေမတော်ဟာကွဲသွားပါတယ်။တွေးပြန်ပြန်ကြာသွားပါတယ်။ဒါဝမြတ်စွာဘုရားကအေးဒေဝရကြီးကိုအပြစ်မပြောပါနဲ့တဲ့။ငါဒီနုစင်ချင်းကတော့ပစ္စေကဗုဒ္ဓါကိုဂဲနဲ့ပြစ်မိခဲ့တယ်။အဲ့လိုတွေးထွက်ခဲ့မိတယ်။အဲ့ဒီအကုသိုလ်ကံကြီးကပါလို့ငါ့ကိုပြန်ထိတာပါ။အကယ်၍ အဲ့ဒါလိုအကုသိုလ်ကံများကိုယ်မှာမရှိခဲ့ဘူးဆိုရင်ဒေဝရကကြောင်းမောင်းဆဲခြင်းအကျင့်တရားလိမ့်ချပါမထိပါဘူးတဲ့ဒါကြောင့်မိမိတို့ဒီစိတ်ဆင်းရဲစရာတွေနဲ့တွေ့တာဟာမကောင်းတာကိုမြင်ရတယ်မကောင်းတာကိုကြားရတယ်ဆိုတာတွေဟာကိုယ်အကုသိုလ်ကံကပြုတ်လုခဲ့တဲ့အကုသိုလ်ကံကိုဒါပြန်ခံရခြင်းဖြစ်တယ်လို့အဲ့ဒါလိုမမှန်ကန်ကန်သိတာဟာ ယောနိတော်မနတိကာရနှလုံးသွင်းကောက်တယ်လို့ခေါ်ပါတယ်။ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီလိုကိုမလို့ခြင်းတာဒီကိုရပြီးတော့မကြုံတွေ့ခြင်းတာကိုကြုံတွေ့နေရတာဟာအာဟုသူအကျိုးပြည့်တဲ့ဖြစ်ရောက်တပ္ပပါပတအကရဏနဲ့အာဟုသူတွေကိုရှောင်ပါတဲ့ တယ်လို့ဟောခဲ့ပါတယ်အဲ့ဒီအာဟုသူတွေအကျိုးပေးကိုကြုံတွေ့နေရတာဟာမလို့ခြင်းနာကိုရတဲ့ဒုက္ခနဲ့ကြုံတွေ့နေရတာပါပဲတဲ့မလို့ခြင်းနာကိုရတဲ့ဒုက္ခဘာကြောင့်ရအာဟုသူကံဒီမရှောင်ရဲလို့ရဒီလိုမှန်မှန်ကန်ကန်မြင်လိုက်လို့ရှိရင်ယောနိတော်မနတိကာရနှလုံးသွင်းကောင်းတယ်လို့ခေါ်တယ်အကယ်၍ ကိုအိမ်မှာသမီးချက်တဲ့ဇနီးတွေကမေ့ရောပြီးတော့စားသုံးချိန်လောက်ခတ်မိတယ်စားကငန်သွားလို့စားမိတာဘာဖြစ်လို့စားခတ်မိလဲဆိုတော့စားတဲ့လူအကုသိုလ်အကျိုးပေးဖို့ခတ်မိတာဩငါအကုသိုလ်ကြောင့်ငါ तू ကတော့တမင်တကာဘယ်စားခတ်ပါမလဲလို့နှလုံးသွင်းလိုက်လို့ရှင် ဘယ်သူမှအပြစ်ပြောစရာမလိုဘူးဘယ်သူမှပြုမိမိမှုဆိုတဲ့သဘောကိုတွေးသွားလို့ရှင်ဒါကုသိုလ်ဖြစ်သွားတာပေါ့အဲ့ဒါလို့ယောနိတော်မနတိကာရဆိုတဲ့မှန်မှန်ကန်ကန်မြင်တတ်ဖို့သိတတ်ဖို့ဆိုရင်တော့ဉာဏ်ပညာရှိဖို့လိုအပ်တယ်အဲ့ဒီဉာဏ်ပညာရှိတဲ့ကုသိုလ်အကြောင်းတရားဟာ ဘာဝနာပဲဖြစ်ပါလေတဲ့တောင်းဘာဝနာဒီဒုက္ခတပတ်တိအကျိုးကိုပေးတယ်စိတ်ချမ်းသာကိုချမ်းသာအောင်နေတတ်တယ်အဲ့ဒီဘာဝနာပြုလုပ်တဲ့ပုဂ္ဂိုလ်ကယောနိတော်မနတိကာရနှလုံးသွင်းတတ်တယ်ဒါကြောင့်ဘာဝနာဒီလူဘဝကိုလည်းရတဲ့ကံဖြစ်တယ်ပြီးတော့ဖြစ်လျာဘဝမှာလည်း ိုချမ်းသာစိတ်ချမ်းသာဖြစ်အောင်နေတတ်တယ်အကျိုးပေးတယ်အဲ့ဒီလိုစိတ်ချမ်းသာကိုချမ်းသာနေတတ်အောင်နေတဲ့မိသားစုတဲ့ကတာသမီတွေကလည်းပဲကိုချမ်းသာနေတတ်တာပေါ့ပြီးတော့ပါရမီလည်းဖြစ်တယ်နိဗ္ဗာန်ကိုရောက်တဲ့ဖြစ်တယ်အဲ့ဒီ၃မျိုးဟာအဓိကပါပဲ ပုံရကရိယာဝတ္ထုဆေပါဒမှာဒီ၃ချက်ဒီဒါနသီလပါဝနာဒီအနှစ်ချုပ်ပဲဖြစ်ပါတယ်။နောက်ချက်လိုက်ရင်အပ္ပစာယနာအသက်ကြီးတဲ့လူခုံကြီးတဲ့လူကိုယူသိခြင်းဝေယဝစ္စသူတစ်ပါးရဲ့ကုသိုလ်ကောင်းတွေမှာကူညီပြီးတော့လုပ်ခြင်းတဲ့အဲ့ဒါလည်းပဲတဲ့ပုံရကရိယာဝတ္ထုဆေပါဒမှာလူဖြစ်တဲ့အလို့တဲ့အဲ့ဒါလည်း ဒါဝင်လဲပေါ်ပေါ်တန်တာလို့သဘောမထားရအပ္ပဇာယနာအသက်ကြီးတဲ့လူဂုံကြီးတဲ့လူကိုယုံသေးတယ်ဆိုတာဟာအင်မတန်မှဆရာတို့လှုပ်တင်လှုပ်ထိုက်တဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ဘာဖြစ်လို့လဲတဲ့အသက်ကြီးတဲ့လူဂုံကြီးတဲ့လူယုံသေးခြင်းကရော့ခြင်းလေးစားခြင်းဒါအပ္ပဇာယနာလို့ခေါ်တယ်။ဝေယဝိသ သူတစ်ပါးရဲ့ကုသိုလ်ကောင်းမှုဒီမှာကောင်းတဲ့အလုပ်တွေမှာအကူအညီပေးပြီးတော့လှုပ်ချင်းဒီနှမျိုးစီတဲ့ဘယ်လိုကုသိုလ်ကံမျိုးကိုဖြစ်စေတယ်လဲဆိုလို့ချင်းတီလကုသိုလ်ကံနဲ့တူတယ်တဲ့ဥပုပ်တီလတွေမစောင့်နိုင်ပေမဲ့လို့အသက်ကြီးတဲ့လူခုံကြီးတဲ့လူကိုယူသေးတယ်ဝေယဝဇ္ဇလုတ်ပြည့်တယ်ဆိုတဲ့ကံကတီလကုသိုလ်ဆိုတဲ့အတွက်ကြောင့် လူကိုပြန်ဖြစ်တယ်သူကဖြစ်စေတတ်တဲ့ခံကိုဖြစ်တယ်လူကိုဖြစ်စေုံနဲ့မကဘူးသီလကုသိုလ်မျိုးဖြစ်တဲ့အတွက်ကြောင့်ဘဝတပတ်တိအကျိုးကိုပေးတယ်ဆိုတဲ့အတွက်ကြောင့်ဟောအနာယောဂကိနေဖြစ်တဲ့ဘဝမှာသီလကုသိုလ်မျိုးပြန်ရတယ်ဗျာသီလကုသိုလ်မျိုးဖြစ်တဲ့အတွက်ကြောင့်ဒီဝေယဝိဆာနဲ့လုတ်တဲ့အလုံးနဲ့ အသက်ကြီးတဲ့လူကိုကြီးတဲ့လူကိုလူသေးတာဟာပါရမီလည်းဖြစ်ပြန်နေသူကလှုပ်တက်လို့ရှိတယ်အဲ့တော့ဒီနေရာမှာဒီနှစ်ခုဟာသီလကုသိုလ်မျိုးနဲ့တူတယ်လို့ဒီလိုလေးသိပြီးတဲ့အချိန်ခါမှာဒီအပ္ပစာယနာရဲ့တန်ဖိုးကိုဆရာကနည်းနည်းလေးသိစေခြင်းလို့ဘာဖြစ်လို့လဲဆိုလို့ချင်း လူတွေအားတရင်ဝါလာကြော်ရင်တတိပူဇော်ပွဲတွေလုပ်ကြတယ်ကိုမိပါတယ်ဆရာသမားတွေကိုခရော့ကြတယ်ဆိုတော့အလစ်အကျင့်တွေရှိကြတယ်ဒါကြောင့်မလို့ကိုလှုပ်တဲ့အလုပ်ဟာကိုယ်တော်အလုပ်လားအကိုယ်တော်အလုပ်လားလို့ခွဲခြားသိပြီးရင်ဒီကိုလှုပ်လိုက်တဲ့အလုပ်ဟာဘလို့အကျိုးတရားကိုပေးတယ်လဲဆိုတာကိုကတိမှလှုပ်လဲလှုပ်ခြင်းပဲ လုံလဲလုတ်တာမှကိုလုတ်တဲ့အလုတ်ကအကျိုးတရားပြည့်ပြည့်ဝဝခံစားတာမြဲအဲ့ဒီလိုအပစံနဲ့အသက်ကြီးတဲ့လူဂုံကြီးတဲ့လူတဲ့ယူတည်ရမယ်တဲ့ကြော့ရမယ်တဲ့လေးစားရမယ်တဲ့အဲ့ဒါကိုအပစံနာဘဒုကိုလေးစားရမှာလေတဲ့ကြော့ရမှာလေတဲ့အသက်ကြီးတဲ့လူဂုံကြီးတဲ့လူတဲ့ နှမျိုးရှိတယ်အသက်ကြီးတယ်ဆိုတာကိုယ့်တဲ့တနာကြီးတမိနဲ့လောက်ပဲကြီးကြီးလေးစားရမယ်ကရောရမယ်ဂုံကြီးတဲ့လူတဲ့ဂုံကြီးတဲ့လူဆိုတာကလောကီဂုံနဲ့လောကုတ်တရားဂုံဆိုတာနှမျိုးရှိတယ်လောကီဂုံဆိုတာကအသက်ငယ်ပြီမယ်လို့ကိုယ့်တဲ့ယာတို့ကြီးတဲ့ပုဂ္ဂိုလ် ko je alušeni. Ljudi jame, liza jame, kroja jame.